ိတော့ဒီတိုင်းသားလက်နက်ကင်ပေါ့တိုင်းသားလက်နက်ကင်အမိခံထားတဲ့စစ်သွေးကြောင်လည်းပြောချင်တယ်အဲအဓိကတော့ AA ပေါ့ဗျာနော် AA အနေနဲ့လည်းအခုဆိုရှင်အခုချိန်ကတို့တို့အချက်အချက်ပဲဆိုပြီးတော့တည်မလားဟိုစစ်တပ်အခက်တို့အချက်ဆိုတဲ့ပုံစံမျိုးနဲ့ AOD မှာအခုဆိုရှင်တဲကြီးမဲကြီးဝင်လာပြီးတော့စီရီတွေဖော်ဆောင်နေပြီဆိုတာကိုအားလုံးကိုသိစေချင်တယ်တောက်ဖြူမှာလည်းဖော်ဆောင်နေတယ်ကျွန်တော်စစ်ပြည်မှာလည်းဖော်ဆောင်နေတယ်တို့နဲ့အတူတူဘိုးတို့ဘက်သိတဲ့ဒီ AA နဲ့အတူတူပါဝင်လာတော့နောက်ထပ်ဒီကျွန်တော်တို့အဲဒီ PDF တွေ PDF တွေအကုန်လုံးလည်း AA နဲ့ပူးပေါင်းတိုက်နေရရှိတယ် နော်ဒီ PDF တွေလည်းသိစေချင်တာကမင်းတို့အမေတွေမင်းတို့အမတွေမင်းတို့ညီမတွေအားလုံးအားလုံးမြန်မာနိုင်ငံမှာဒုက္ခရောက်နေတယ်ဒီနော်မြန်မာပြည်မှာဒုက္ခရောက်နေတဲ့အချိန်မှာဒီတော့လူမျိုးရဲ့အဆုံးရောက်တဲ့ AA နဲ့ပေါင်းပြီးတော့ဒုက္ခပြေဖို့ချန်စီနေမင်းတို့တမိုင်းလုံးပါစေလက်ပြလုံးပါစေလို့ပြောရမှာပါဗျာ။အားလုံးပဲဒါကတော့ဘောမာတွေရဲ့စိတ်ပူနေတဲ့အရာတစ်ခုပါ။ဘာကိုစိတ်ပူနေလဲဆိုရင်တော့လက်ရှိချိန်ဒီမှာဆိုရင်တို့ရဲ့စစ်တကြီးအားအလင်းတန်းကိုလူလဲခံစားနေရပြီးတော့လမ်းတွေပျက်စီးမှုကြောင့်စစ်ကူတွေလည်းပို့လို့ရတဲ့ချိန်ဒီမဟုတ်ပါဘူး။ဒိမ်မြန်တွေလည်းရင်ကားလောက်အင်းလင်းမြန်တက်ရောက်ပြီးတော့ ပြည်သူတွေကိုဘုံကြီးတွေရတဲ့နေထားတော့မဟုတ်ပါဘူး။ဒီလိုအချိန်မှာကျွန်တော်တို့တွေလောက်အောင်မှာကတော့စည်ရေးအရှိန်မြင့်ဖို့လိုအပ်ပါတယ်။စည်ရေးအရှိန်ကိုလုံးဝရှော့လို့မရပါဘူး။အဟာသဘောဘေးအန်တရဆိုတဲ့ငလင်ဖြစ်ပွားမှုဟာအကောင်စီရဲ့လက်လန်းမမီတော့တဲ့နေရာဒီမှာရှိတဲ့စစ်ကွေးတက်တွေကိုအမြန်ဆုံးတုတ်တင်ရှင်းနေရမယ်နေထားလည်းဖြစ်ပါတယ်။ဒီလိုမျိုးငလင်နဲ့ခန်းစားနေရလို့ကျွန်တော်တို့ဘက်ကဒါအလျှော့ပေးမယ်ဆိုရင်မင်းအောင်နိုင်ဆိုတဲ့ကောင်က အလင်းညာတွေကိုပြန်လဲကုကုစားပြီးတော့ရသမြပတ်စံနေနဲ့သူ့ရဲ့တက်ကလူတွေကိုသူ့ရဲ့တက်ကနေရာတွေသူ့ရဲ့လေချောင်းလိုင်းရနေရာနေရာတွေကိုပြန်လဲကုစားပြီးတော့လေမြန်နေဒီတက်ပူဖွက်လိုက်ရင်လေးကြပါတယ်ဘုံနေလာကျဲဦးမှာပါလက်ရှိချိန်မှာဘုံကျဲတာနဲနေသေးတယ်ဆိုတာကသူတို့မှာပျက်စီးမှုတွေဆုံးရှုံးမှုတွေကိုပြန်လဲကုသနေရတဲ့အချိန်မျိုးလိုပါဆွေးနွေးကြတာလားဒီမဖမ်းပါဘူးလို့ဂရိကဝဲပေးမယ်ဆိုရင်လုံညုံရဲ့အာမခံမယ်ဆိုရင်စီအောင်စုကခံတယ်ကွာအာမခံတယ်ကွာဆိုရင်တောင်းပါလားလုံးလား ်ဆေအိုစုရဲ့ခရီးကွားကိုညုံကြပါမလို့လားသူသူချိန်ကြီးဟိုတတော်စားလဲချီးမမသိနှတုံးစားလဲချီးမမသိဟမ်ဒီစက်ကဘလို့စက်ကလဲဒီနေ့အာနာရှင်တွေကဘလို့အာနာရှင်တွေလဲဆိုတော့မသိကြသေးတာလား ံမျိုးတွေအားလုံးပဲရေးပေးငလင်ပေးနဲ့မရေးပေးတံမှာအများဆုံးကင်းဝေးကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းနေပဲကိုကျက် Revolution Region Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ Mass လ30ရက်နေ့တနင်္ဂနွေနေ့ရက်ည8:00နာရီထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုချင်းချုပ်ဖော်ပြပေးတော့မှာဖြစ်ပါတယ်ငလင်ပေးကြောင့်တနိုင်ငံလုံးပူဆွေးတော့ကရောက်နေချိန်မှာတော့စစ်ကောင်စီအားကချင်ပြည်နယ်ဗမော်မြို့နယ်ကို Mass လ30ရက်နေ့မှာ ဒီကြောင့်မှဘုံကျဲတက်ခဲ့ကြကြောင်းကချင်တရင်းမိကပေါ်ပြလိုက်ပါတယ်။တော့မှတော့တိုက်ပွဲပြင်းထန်မှုရှိတော့လဲစစ်ကောင်စီအားမတ်လ29ရက်နေ့30ရက်နေ့ဒီမှာဗန်ပေါ်မြို့နယ်ကိုလေကြောင်းတက်ခဲ့ခဲ့တယ်လို့ကချင်စည်တရင်းမိကပေါ်ပြထားပါတယ်။ကချင်စည်နိုင်ငံရေးလီလာသူဦးစော်ဆန်းကလည်းစစ်ကောင်စီအားဗန်ပေါ်တိုက်ပွဲ၌ဒရုန်းတိုက်လေရင်ဖြင့်လေကြောင်းတက်ခဲ့မှုပြုလုပ်နေစေဖြစ်တယ်လို့ပြောထားပါတယ်။ ဒီကနေ့ဆက်နိုင်ဝင်းကျင်မှာမိတ်ချီလာဘက်ကတက်လာတဲ့စစ်ကောင်စီရဲ့ Jet Fighter နဲ့ဘုံကျက်တက်ခဲ့သွားတယ်လို့သိရပါဗျ။မနေ့ကတည်းကဒီလိုပါပဲ။နေ့စဉ်ရက်ဆက်စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့သတင်းရရှိထားတယ်လို့လည်းဦးစောဆန်းကပြောထားပါဗျ။စစ်ခွေးတက်ကတော့ရန်သူဟာရန်သူလူကိုလုံနေတာဖြစ်တဲ့အတွက်တော်လိုင်းတက်တရတဲ့တော်လိုင်းလူတွေကိုတောက်လျှောက်လုပ်နေဖို့လိုအပ်ပါဗျ။ဟောက်တဲ့တင်းတို့မှာတော့တိမ်ဆိုင်တစ်ခုရဲ့ဇီယောင်းပွဲမှာပေါဝင်အဖြစ်နေတဲ့တရုတ်ဆောင်ထက်ဆင်ကမ်ပဏီထက်ထက်မှုကတော့မန္တလေးငလင်တန်းကြောင့်ပြိုကျမှုအောက်မှာပြီးသွားပြီးတော့လက်ရှိချိန်မှာတော့ကယ်ထုတ်နိုင်ခဲ့ပြီလို့သိရှိရပါဗျ။ တမိုးအနေနဲ့ထိခိုက်ဒဏ်ရာရရှိမှုကတော့အခုံးလက်မောင်းကျိုးပြီးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက်အခုချိန်မှာစေကူတောက်မှုခံယူနေကြောင်းလည်းသိရှိရပါတယ်။နောက်ထပ်သတင်းတို့မှာတော့လက်ရှိချိန်ကြီးဖြစ်ပေါ်လာတဲ့ငလင်ဟာတမရဲ့ငကစိတ်နဲ့ဘောသာထွက်မှုကြောင့်ငကားဒီကနေပြီးတော့မြေကြီးတွေကနေပြီးတော့အတီးပေးလိုက်တာဆိုပြီးတော့ဘောသာထွက်လို့ဖြစ်ရတာလို့ပြောလိုက်ရဲ့အင်မီဆန်ကိုသူ့ရဲ့မြို့သမီးရဲ့ဒီသားသူတွေဆုံရှုံသွားတဲ့ရင်းအောင်တယောက်ကတော့ပောက်ကွဲပြီးတော့စာလေးတင်ထားတာတွေ့ရှိရပါတယ်။အဲ့နင်ဘယ်ရောက်နေတာလဲတကယ်ချင်းကြီး ်ပြီးမီဆန်းနင်တကယ်ရမ်းစွန့်နေခုဖြစ်နေတဲ့သူတွေကိုတိုက်အောင်မှာပြနေတဲ့သူတွေကိုဒေးကင်အောင်နင်စုတောင်းပူညီပေးစမ်းပါဟာအတောင်းဆိုပါတယ်တငယ်ချင်းဟာအာနီလို့ထိုင်လို့မရလို့ပါတငယ်ချင်းဟာပူညီစမ်းပါပူပေးစမ်းပါနင်နဲ့ကဘာပြဿနာမှမရှိဘူးလို့လေသူတော့ရဲနောင်နေနဲ့လူမှုကွန်ရက်မှာဖြန့်ဝေခဲ့တာကိုလေအလုံးတွေ့ရှိရမှာဖြစ်ပါတယ်အဲအခုပေါ့နော်အမီဘာမှမပြောခင်မှာခုတနိုင်ငံလုံးဖြစ်သွားတာလေးတွေ့တော့ပေါ့နော်စိတ်မကောင်းတော့အရန်ဖြစ်မိပါတယ်အဲအမီ post မှာတင်ထားတာလဲ share က9000ကျော်တွေပါဖြစ်သွားတယ်ပေါ့နော်ဒါကလည်းအမီကဒီတိုင်းပဲ ဒီတည်င်းကိုမကြည့်သေးဘူးအခုပြစ်စုံပန်တက်တက်ကိုပြောတာပေါ့နော်တည်င်းကိုမကြည့်သေးပဲနဲ့ဒီတိုင်းတင်လိုက်တာဒီနေ့လည်းတကယ်ဒေါသအရန်ထွက်ခဲ့တယ်ထွက်တော့မှဟဲ့ငါဒေါသထွက်တိုင်းငလေရင်ရလှုပ်နေပါလားပေါ့နော်ရက်ဆွဲလေးနဲ့ဒီလိုတင်လိုက်တဲ့ချိန်မှာအဲ့လောက်ထိ share ပြီးတော့အဲ့လောက်ဖြစ်သွားမယ်ဆိုတော့အမေရွေချမ်းနဲ့ရေးခဲ့တာမဟုတ်ဘူးဆိုတော့ကနေဦးပြောချင်တယ်ပေါ့နော်ဒါပေမဲ့ဒီငလေရင်နဲ့ပတ်သက်ပြီးတော့အမေက2024 6လပိုင်း14ရက်မှာတက်တော့မှအမေတင်ထားခဲ့တယ်ဆိုတော့အဲ့ဒါကြီးကငလျင်ပေးလဲတတိုင်းပြည်လို့ရှောင်ရှားနိုင်ပါစီရှင်ဆိုပြီးတော့မှရေပေးချိန်မှအမိတင်ခဲ့တယ်ပေါ့နော်အဲ့ဒီဟာကြီးကအခုတကယ်ဖြစ်ခဲ့တယ်ဆိုတော့ဘယ်လိုပြောမလဲအမိကတော့ ဟိုဒီလောက်အမှန်တမ်းပြောလို့ရှိရင်အမိရင်ထဲကစကားကိုပြောရမယ်ဆိုရင်အခုတင်တဲ့ချိန်မှာအမိကိုပေါ်ပင်လုတ်ပြီးတင်တယ်ဆိုပြီးတော့မြမအိမ်တော်ကလည်းအမိကိုဆက်လာတယ်ဒါပေမဲ့ 生的也蛮多，但是那个便宜啊，便宜的，咪包边露脚，但是生还没少。哎，没有你来生的熟的，不要看伢的细的，特别买咪也粉的啊，你露皮罗包喏。露皮罗包等于做皮肉生意的，不然哪来么好做？皮皮包呢，按理讲，我期间没有生产芝麻酥，你知道咪？嘛，那伢嘛，顶眼穷，养少又少体。哎，露皮胶呢，顶眼哩穷呢，怕他有个少胶呢，露皮细呢多。不如没有，张张张，扎扎扎的飘，可是个亲家爷有的飘啦。是古一点的，是古一点的，你嘛没得无。但是嘛，牛皮胶成熟以后，牛皮胶真的皮拉胶呢，做的公路也酷的皮拉胶比有，你嘛那样呀？看过呗？ ဆိုးရွားတဲ့အနေထားဖြစ်ပြီးငလင်ညာတွေကိုလည်းခံစားလာဖြစ်ပါတယ်။ဒီဟာယူအိမ်နောက်တစ်ခုတက်တဲ့ဖြစ်နေအမီထူဆန်းစွာနဲ့ကိုပြပြခဲ့တယ်ပေါ့နော်အမီရဲ့အမီဆန် official တက်တော်မှာကြည့်လို့ရပါတယ်2024 6လပိုင်း14ရက်နေ့ကလေးကအဲ့ဒီငလျင်ရှိတယ်ငလျင်ရှောင်ရှားနိုင်ပါစေဆိုအမီကိုတိုင်ကိုမှအာတင်ပေးခဲ့တယ်ပေါ့နော်အဲ့ဒါလေးတော့တသက်ဖြစ်နေတော့ရှိခဲ့ပါတယ်ဟုတ်စကိုင်းတွေရောရှမ်းပြည်တွေရောမန်းလေးတွေရော ပေါ့နော်အကုန်လုံးရဲ့မိသားစု အတွေ့အတွက်အမိတကယ်လဲစိတ်မကောင်းဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒါတွေကဟိုလျက်တစ်ပြက်ဖြစ်သွားပြီးတော့မှစိတ်မမ်းမသိပျောက်မမ်းမသိဖြစ်သွားတဲ့အရာဆိုတော့တတိုင်းပြည်လို့ရင်ဆိုင်ရတဲ့ဟာပါ။ဟိုဒီကကြည့်တဲ့အမျိုးဆဲနေကြတဲ့မေတ္တာပို့ကြတဲ့ရောင်ချင်းစီတိုင်းမဟုတ်ပါဘူး။အမိတို့လည်းရင်ဆိုင်ရပါတယ်လို့ဆိုတော့အဲ့အချိန်မှာကိုယ်စိတ်ရည်ရွယ်ချက်ဒါလေးပြင်လိုက်လို့ရှိရင်အဲ့တင်ကားမှာပေါ့နော်။သူတို့ကိုယ်ဝေါ်တဲ့ဝင်ပြီးတော့မှဆဲလိုက်တာသူတို့ရင်ထဲကပြေသွားပါစေဆိုတဲ့စိတ်နဲ့အမိကအဲ့လိုမျိုးစိတ်နဲ့ဝင်ရေးလိုက်တာဒီစိတ်တက်ကိုကြတော့ဒါပေမဲ့အမိဖြေထားခဲ့တင်ထားခဲ့တာကျွန်တော်24တဲ့ရဒါရှိတယ်။ ဒါလာမယ်ဆိုတော့အမီတင်ထားခဲ့တာဆိုတော့အဲ့ဒါကိုလည်းကွဲအောင်အမီရဲ့အင်တာဗျူးသိချာကြည့်ပြီးတော့မှတချို့ပိုင်းတွေမှာလည်းဟိုပြောတာဆိုတာကတော့ကောင်းတယ်လို့တော့အမီပြောချင်ပါတယ်ဒီစကားပြောလို့လည်းဆက်တောင်းတာလည်းမဟုတ်သလိုအမီကိုယ်တိုင်လည်းတကယ်စိတ်မကောင်းဖြစ်ပါတယ်လူတိုင်းတတိုင်းပြီးတော့အောက်မှာလမ်းမှာဆိုလူတွေပဲအမီတို့တိုက်တရားထက်မြင့်တာအမီကိုယ်တိုင်ခုနှစ်လောက်မှနေတာပါဆိုတော့အမီကိုယ်တိုင်လည်းရင်ဆိုင်ခဲ့ရတာဖြစ်တဲ့အတွက်တကယ်လည်းစိတ်မကောင်းဖြစ်တယ်အခုလည်းဖျားရောက်နေရပေါ့နော်အလူလုတ်ပြီးတော့မှအမီမေတ္တာလေးတွေပို့ပေးမယ်လို့ပြောလို့ရှိရင်ဒီငယ်လေးကနောက်36နာရီအတွင်းမှာအမီတို့လက်တွေ့ပါရောပေါ့တတိထားပြီးတော့မှအမီတို့စောက်ကြည့်ရမယ်ဟာလေးဖြစ်တဲ့အတွက်လူတိုင်းဟိုသွား တတိလာတတိစားတတိလေးနဲ့ပေါ့နော်နေနိုင်ပါစေလို့လည်းအမိပြောချင်ပါတယ်အဲအဲ့ဒီငလျင်ရေကိုအမိတွေးခဲ့တယ်ရေဘေးကိုအစိတ်ထဲမှာအဲ့လိုဖြစ်တဲ့ချိန်မှာအော်လို့ငါတော့ဒွေကလူတွေနဲ့ပဲအတူတူဒွေမှာတချင်းစုလိုက်ရတယ်ရန်ကုန်မှာတော့အာပရိသတ်ရှင်မထွက်ရဘူးပေါ့နော်ဒွေကပရိသတ်တွေနဲ့ပဲဒီတိုင်းပဲလူခံပေးခဲ့တယ်ဒါတော့အင်းလေးသွားလူကြတယ်ပေါ့နော်ဆိုတော့သိတဲ့လူလည်းသိတယ်မသိတဲ့လူလည်းမသိဘူးပေါ့နော်ဆိုတော့အဲ့ဒါကတပိုင်းမှာအမိနည်းနည်းအာယုခံလိုက်တဲ့ချိန်မှာငလျင်တစ်ခုရှိနေတယ်ရှိတော့ဟဲ့ဒါကြီးကမြန်မာပြည်ဆိုတော့အဲရဲပါစေပဲပါစေပေါ့နော်အမိဒီတိုင်းလေးပဲလုတ်ပေးနိုင်တယ်ဘာလို့လဲဆိုတော့အမိလည်းကတော့ပါရဲ့နှိုင်းတာလည်းမဟုတ်ဘူး ဖယားလည်းမဟုတ်ဘူးဖယားမှတပါဘယ်သူမှမသိနိုင်တဲ့အကြောင်းတရားတွေပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာသိလို့သိလိုက်တယ်ကိုလဲကိုဘာသာရေးလို့လို့ပါရမီကျောင်းဆက်တွေရှိလို့ဒါလေးတွေရှိတယ်ဒါလေးတွေဖြစ်မယ်ဆိုတော့အမီတက်နိုင်တယ်လို့ဒီနိုင်ငံမှာရှိတဲ့လူတွေအမီပြောခဲ့တယ်ဒါပေမဲ့အမီမုံတာလည်းရှိတယ်အပြစ်ပြောတာလည်းရှိတယ်ဒါပေမဲ့ဒီလူတွေပုံမှန်အမီမြတ်တာပြက်လားဆိုခုနှစ်ထိလည်းမြတ်တာမပြက်ဘူးအဲ့စိတ်ကြီးကဟို ဝကြွေးလို့ခံစားရတယ်ခါလေကြာရင်လေငါမပြောလဲရတယ်လို့ဘာအတွက်ငါဓာကြီးကိုလိုက်ပြောမိပြီးတော့ဆင်ချင်အောင်ပြောမိနေလဲဆိုတော့စိတ်လဲပေါ်တယ်ဒီလိုပြောလို့စိတ်တတင်ပြီးတော့မှမျက်ရည်ချူရဲဆိုလဲလာအောင်မယ်အမီချိုသိတယ်ဓာရီအကုန်လုံးသိတယ်အမီရဲ့စိတ်စေတနာမှန်တဲ့အမီအဲ့တော့ရေးခဲ့တဲ့ဟာဖြစ်တဲ့အတွက်ဒါသစ္စာတရားဖြစ်ရှိနေမှာဒီကိစ္စဆို2024ကိုလပိုင်း14ရက်နေ့တည်းကတစ်တော်ရတက်တေဖြစ်နေတယ်အမီနေနဲ့တန်းရှင်းရှာစရာကိုမလိုတာမလိုတာပေါ့နော်ဒါမဲ့အเจ้าကဒီစကားလေးတစ်ခုနဲ့တစ်ခါပြန်ညိတယ်ဆိုတော့ဒါတွေကအမီတို့မမြင်နိုင်တဲ့အရာတွေကအလုံးလုံးနေတယ်လို့ပဲအမီမြင်ပါတယ်နောက်ထပ်သတင်းတို့မှာတော့ မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ငလင်နောင်ကိုကူညီကယ်ဆယ်ရေးအတွက်သူကျော်သိန်းအနေနဲ့သူ့ရဲ့ဆိုတဲ့အချိန်မှာရရှိခဲ့တဲ့ရှုဘွက်ကရရှိငွေပေါင်းထဲမှာဒိန်းထောင်ကျော်ကိုလူတန်းခဲ့ကြောင်းကိုလည်းသိရှိရပြီးတော့အကယ်ဒမီကမ်ပိန်းပြုလုပ်ခဲ့တဲ့ပိုင်ဖြိုးသူတယောက်အနေနဲ့လည်းမြန်မာနိုင်ငံရဲ့ငလင်ဘေးအတွက်အလူငွေကျပ်ဒိန်း900ကိုလူတန်းခဲ့ကြောင်းကိုလည်းသိရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့သခိုင်းမျိုးပေါ်မှာပြိုကျပျက်စီးနေသောနေအိမ်နဲ့အဆောက်အုံများအောက်မှာအပုပ်နဲ့များထွက်လာပြီးကူညီကယ်ဆယ်ရေးမှာတမျိုးလုံးမလွှမ်းခြုံနိုင်သေးတာကြောင့်စကိုင်းမြို့မှာရောက်ရှိနေတဲ့ကူညီကယ်ဆယ်ရေးလုပ်ငန်းလှုပ်ဆောင်သူတွေကပြောထားပါဗျာ။ဒါကတော့ စခွေးမရောက်နိုင်အုပ်ချုပ်နေသေးကြတော့နောက်နောင်လဲဒီလိုပဲကယ်ဆယ်မှုတွေမှာနောက်နေနေမှာသိကြပါပဲ။ဘာလို့လဲဆိုတော့သူတို့ဟာပြည်သူတွေကိုကယ်ဆယ်ဖို့အတွက်သူ့ဟာတက်လုံနေရမဟုတ်ပါဘူး။သူ့ရဲ့ဘဝတွေသူ့ရဲ့မိသားစုတွေသူ့စစ်ကောင်းဆောင်တွေပို့ပြီးတော့အာဏာရရှိဖို့အတွက်တက်ပြီးတော့ပြင်ပေါ်ခွေးတင်နေရဖြစ်တဲ့အတွက်မြန်ဆုံးနှိမ်နင်းဖို့လိုအပ်ပါတယ်။ဘက်ကိုလာနိုင်တဲ့နိုင်ရာဖွဲ့တွေနဲ့ဒေသပြည်သူတွေပဲပူးပေါင်းပြီးကယ်ဆယ်ရေးလုပ်နေတာပါ။ရုပ်ဖွဲ့တော့လာမယ်ပါညာတော့ကြားတယ်ဒါပေမဲ့မမြင်ရသေးပါဘူး။အောက်မှာပြိမိနေတဲ့သူတွေတက် အချိန်မီမကယ်နိုင်လို့တေတဲ့လူတွေလည်းဒီကုန်ကြပါပြီပထမအတန်းတော့ပြီးသေးတယ်နောက်တော့တရှိချိန်မှာဘာသမ်းမှထက်မကြရတော့တဲ့အနေအထားကြီးလည်းတွေ့ရပါတယ်နောက်တစ်ခုကသခိုင်းစားအစ်စ်ကကားသင်းနဲ့ဆိုင်ကပဲပြီးဖြစ်တယ်ပရင်းကားကြီးတွေပြီးဖြစ်ဘူးအဲ့တော့ကယ်ဆယ်ရေးကရန်ခတ်နေတယ်ဒီတော့စက်ကြီးတွေနဲ့တော့ရတဲ့နေရာမှာရှင်းရင်းကယ်ဆယ်ဖို့လုပ်ကြတယ်အမျိုးလုံးတော့မလွမ်းချုံနိုင်သေးဘူးလို့ကယ်ဆယ်သမားတွေပြောတာပါတယ်တိုင်းနိုင်စကိုင်းမြို့မှာရေးပေါ်ကယ်ဆယ်ရေးများလိုအပ်နေပြီးပိတ်မိနေသူများရှိနေစေဖြစ်ကြောင်းဒေသများဒေသပြည်သူများကပြောထားပါဗျာ။အဆ28ရက်နေ့မှာလုတ်ထက်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့် ဒဂိုင်းမြို့ဟာ80ရာခိုင်နှုန်းပြိုကျပျက်စီးခဲ့ပြီးကယ်ဆယ်ရေးမလုပ်နိုင်သေးသောနေရာများများရှိနေကအိမ်မီလူစုတွေရှိနေသေးပါလက်ရှိအချိန်မှာတော့ဒဂိုင်းတိုင်းမိသက်ဦးစီးမှရှောက်ဖွေကယ်ဆယ်ရေးတဖွဲ့ဝင်များနဲ့သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်းပြီးရှောက်ဖွေကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေပြီးပျက်စီးမှုအခြေအနေလူဝင်အားနဲ့ကယ်ဆယ်ရေးပစ္စည်းများမပြည့်စုံသောကြောင့်ရေးပေါ်ကယ်ဆယ်ရေးများလိုအပ်နေခြင်းဖြစ်ကြောင်းဒေသခံပြည်သူတွေကပြောဆိုထားပါတယ် ဂန်းမျိုးမင်္ဂလင်ကြောင့်ပါရမီရက်ွက်မြင့်မြင့်ကြောင်းသီလရှင်ကြောင်းလူနေအိမ်များရင်ွေသိကတီဗီအိုတန်ရက်ွက်ရှိပညာရေးကောလိပ်အထက်ကတည်းစာသင်ကျောင်းဖယ်ရွန်နန်တက်ခုခံတိုးတက်ဝေကွန်ပျူတာဆိုင်ရှင်းစုရက်ွက်ရှိမြက်ကိုပိုင်ကျောင်းမင်းလန်းရက်ွက်ရှိမြို့မပလီမိုးကြပလီပွေးကျူအေးဆိုင်သချုပ်ဆိုင်တိန်ကုန်းရက်ွက်စီရှိလေးကျွန်းမြေအုပ်ကျောင်းအစရှိတဲ့နေရာမှာတမျိုးလုံးမိဘပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ လံမျိုးတွေအားလုံးပဲဒီဗီဒီယိုလေးကတော့2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့ကရကူထားတဲ့ဗီဒီယိုလေးတစ်ခုဖြစ်ပါတယ်25ကနေစလို့ကဘာပြက်ကိန်းထဲကိုဝင်သွားပါပြီမြင်းကလင်းတွေလည်းပြင်းထန်စွာလှုပ်မှဖြစ်ပြီးတော့ကဘာမြကြီးကမခံနိုင်တော့တဲ့အကြောင်းအရာလေးချက်ရှိတယ်လို့တမချန်းစာထဲမှာဖော်ပြထားပါတယ်တုတ်တချန်ခန်းချီ30အပိုက်ငယ်21ထဲမှာမြေကြီးလှုပ်ခတ်ရသောအကြောင်းအရာအချင်းအရာ3ပါးမကားတဲ့မြေကြီးမခံနိုင်သောအကြောင်းအချင်းအရာ4ပါးမှာတဲ့ နံပါတ်၁ဂျွန်ကမင်းပြုတ်ခြင်းတဲ့ဂျွန်ဆိုတဲ့အခါမှာနံပါတ်၁နေနဲ့နားလေဆဲခြင်းတာကတော့ဖျားသခင်ဖန်ဆင်းထားတဲ့ကောင်းကင်တမန်တွေဖြစ်တယ်အဲ့ဒီကောင်းကင်တမန်တွေကဒီကဘာမျိုးချဆင်းသွားတဲ့အခါမှာနတ်ဆိုးတွေဖြစ်လာတယ်ဒါပေမဲ့အဲ့ဒီနတ်ဆိုးတွေဟောဒီမြန်မာနိုင်ငံမှာမင်းပြုတ်နေကြတယ်အဲ့ဒီနတ်ဆိုးရဲ့အကူငင်နဲ့လူတွေဟာစစ်တိုက်နေကြတယ်ဖျားသခင်ဖန်ဆင်းထားတဲ့အဲ့ဒီဂျွန်တွေဖြစ်တဲ့နတ်ဆိုးတွေက တခင်လုံနေကြတယ်အဲ့ဒီနတ်ဆိုးမှာအထီးလည်းမရှိဘူးအမလည်းမရှိဘူးနတ်ဆိုးလို့ပြောတဲ့အခါမှာခိုးမယ်တတ်မယ်ဖြတ်စည်းမယ်လူတတ်ဖို့ပဲသူတို့တည်တာဖြစ်တယ်ဒါပေမဲ့အဲ့ဒီကျွန်ဖြစ်တဲ့နတ်တွေကိုတခင်နေရာမှာထားတဲ့အတွက်မြေကြီးဟာပြတ်မှာဖြစ်တယ်တော့နားလေစေချင်တယ်ဒုတိယအနေနဲ့လူသားတွေရဘယင်နေရာလူနေကြတယ်သူလဲဆရာကြီးဖြစ်ချင်တယ်ကိုလဲဆရာကြီးဖြစ်ချင်တယ်ကိုလဲအာနာရချင်တယ်သူလဲအာနာရချင်တယ်လူသားလူသားလူမနေဘူး ။ဖျားဖန်ဆင်းထားတဲ့လူသားလူသားလို့မနေဘဲနဲ့တခင်အရန်ဖြစ်ချင်တယ်။ကျွန်ကမင်းပြုတ်တဲ့အတွက်တဲ့။ကဘာကြီးကပြက်စီပါမယ်။တတိယချက်နေနဲ့ပြောပြချင်တယ်။ဖျားရဲ့အစေခံအမှုတော်ဆောင်နေဟာဘယင်လောက်ချင်ကြတယ်။အပူဇော်ခံချင်တယ်အပတခံချင်တယ်။ဆရာကြီးပဲလောက်ချင်ကြတယ်။ဖျားတော့အစေမခံချင်တော့ဘူးဖျားတော့မနှိမ်ချနိုင်ကြဘူးကျွန်ကမင်းပြုတ်တဲ့အတွက်တည်းမြေကြီးကမခံနိုင်တော့ဘူးတဲ့ကဘာမြေကြီးကပြက်စီးပါမယ်တဲ့ ဒုတိယချက်အနေနဲ့ကျွန်တော်ထပ်ဖတ်ပြချင်တယ်မိုက်မဲတော်သူကအစာဝတယ်ဟောဒီလောကကြီးထဲမှာမိုက်မဲနေတဲ့သူတွေဘူချနေတဲ့သူတွေရဝါစွာစားရတယ်ဒါပေမဲ့ယူသားစွာနဲ့အလုတ်ချိုးစားတဲ့သူတွေရတော့ငတ်မြဲငတ်နေဆဲပဲပဲပြုတ်တယ်တွေမနဲ့လဲနိုင်ထပြီးတော့ဘလောက်ပဲအလုတ်ချိုးစားပါစေဒီဘဝကနေဘတော့မှယုံထွက်နိုင်မှာမဟုတ်ဘူးတက္ကစီသမားတွေမနေ့အစောကြီးတက္ကစီမောင်းနေညမိုးချုပ်တဲ့အချိန်အန်တရီတွေကြားထဲမှာသူတို့ တက္ကစီတွေဆွဲကြတယ်ဒါပေမဲ့ဘဝတွေကတောက်ပြောင်မလာဘူးရိုးသားတဲ့သူတွေအတွက်နေရမရှိဘူးဒါပေမဲ့မိုက်မဲတဲ့သူတွေကတော့အစာဝါဆိုစားနေရတယ်လေအဲနာဆာကအစိုးရအနေနဲ့ဒီနေရာမှာကျွန်တော်တော်တော်ချီးကျူးပါတယ်နော်အကြောင်းဒါမျိုး humanitarian crisis ပေါ့နော်အဲဒီဖြစ်ရမျိုးကျွန်တော်တို့နာကိနာကိ cycle မှာတစ်ခါကြုံခဲ့ပြီနော်နာကိ cycle မှာကြုံခဲ့တဲ့အချိန်မှာတော့ကတက်မလို့ကနော်ဟိုလာကူညီမဲ့အကူအညီတွေကိုပိတ်ဆို့ထားတာလည်းရှိတယ်ဒါပေမဲ့လေအဲ့ဒီနာကိ cycle ကတက်မလို့ကပိတ်ဆို့ပြီးတော့နော်အဲကျွန်တော်တို့ဒီ တိုက်ခံတဲ့အားလုံးတော့ NLD တို့ဘာလို့အားလုံးကခွင့်စေခြင်းလဲဒါပေမဲ့လည်းနိုင်ငံရဲ့အခြေအနေအရတပ်မတော်ကအဲ့ချိန်မှာပိတ်ဆို့ထားလိုက်တယ်ပိတ်ဆို့ထားတဲ့အတွက်ကြောင့်မလို့နော်ပိတ်ဆို့ထားတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲအကူအညီမှုတွေဝင်လို့မရတဲ့အတိုင်းအတာမျိုးတွေရှိခဲ့တယ်နာကင်မှာအဲဒါပေမဲ့အဲ့ဒီအခြေအနေမျိုးနဲ့အခုဒုတိယခေါက်ကြုံတယ်ပေါ့ဗျာကျွန်တော်မြန်မာနိုင်ငံမှာတကယ် major disaster ကြီးပေါ့တကယ်ဟိုအရန်ကိုကြီးမားတဲ့အကြီးမားတဲ့ဘာဘာပေးရနေရေးစုံလို့ရတဲ့အခါမှာတော့အခုချိန်မှာဥမဲအွန်လိုင်းအနေနဲ့ကတော့နိုင်ငံတကာကိုအကူအညီတောင်းတယ်နော်အကူအညီတောင်းတဲ့အားလုံးကိုလည်းဖွင့်ပေးတယ်ဆိုတာကိုကျွန်တော်သွားတွေ့ရတယ်အဲ့တော့ဒီအချိန်မှာကျတော့ဥမဲအွန်လိုင်းကပြည်သူမျက်နှာကိုကြည့်ပြီးတော့ နိုင်ငံတကာပေါ့နော်ဒီအကူအညီတွေကိုကယ်ဆယ်ရေးအဖွဲ့တွေကိုကူညီဖို့ဝန်ခိုင်းတယ်လို့တော့ပါတော့လဲဒါမျိုးကူညီလို့မရအောင်လို့ဒီတိုက်ခွက်တွေနော်ဒီအခုချိန်မှာအချက်ပဲဆိုပြီးတော့ဖို့လို့ပဲသိတဲ့ဒီစစ်သွေးကြောင်များကတော့တိုက်ခွက်တွေပေါ်ဆောင်တဲ့အခါကျတော့တနည်းအားဖြင့်တားမြစ်နေတယ်လို့ပါပဲအဲ့ဒီကြောင့်မလို့ဥမဲအွန်လိုင်းအနေနဲ့ဆောင်ရွက်တာတွေကိုကျွန်တော်သဘောကျပါတယ်သူဒီစစ်ဝဆောင်ရေးဝင်ပြီးတော့နေရာမလက်သူတော်တော်များများကိုရှောက်သွားတွေ့ရတယ်အပြင်မှန်းခံတော်တွေ့ရတယ်သူနိုင်ငံများစွမ်းကုန်သူဆောင်ရွက်နေတယ်လို့အားလုံးနဲ့လည်းဖုန်းနဲ့ခံစကားပြောနေအောင်လည်းကျွန်တော်တွေ့ရတယ် အမေရိကန်ကလည်းမြန်မာနိုင်ငံကကူညီမှုတွေကမ်းလှမ်းထားတယ်နိုင်ငံတကာအေဂျင်စီတွေပေါ့နော်ဒီအကူအညီပေးရေးအဖွဲ့တွေအော် NGO တွေကလည်းပြီးကျွန်တော်တို့အင်ဒီးယားချင်းနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့မြန်မာနိုင်ငံကိုဘယ်လိုအကူအညီပေးရမလဲဆိုတာကိုစောင့်ရွက်နေပြီဖြစ်တယ်ဒါလည်းအားရစရာဖြစ်တယ်ရုရှားနိုင်ငံကလည်းမြန်မာနိုင်ငံကိုလာပြီးအကူအညီဖို့အဆီဇင်နေစီဇင်ထားဖြစ်တယ်အင်ဒီးယားနိုင်ငံကလည်းသူတို့ရဲ့အကူအညီကိုပို့လိုက်ပြီးဖြစ်တယ်ဘောမတွေကတော့သူတို့မှနေတဲ့ဘောယူတသသလုံနေရောဗျာကျွန်တော်အနေနဲ့ကပြောချင်တာကတော့ဒီချိန်မှာစေရေးရှင်ကိုမြင့်ကြပါဘောမတွေရောစုခွေးချောက်တိုင်တွေရောအုတ်ကြီးတွေရောအကုန်လုံးရသလောက်ကိုရှင်းပါ ဟုတ်လဲဆိုတော့ဘာဝတရားကြီးကမင်းအောင်လိုင်ကိုရက်ကြည့်မနေနိုင်တော့လို့ကိုတိုင်ကိုကြဝင်ရောက်ပြီးတော့မလင်းလှုပ်ခတ်ပြီးတော့အတိပေးပြီးတော့အောင်ဝင်အားဖြစ်နေတယ်လို့ပဲသတ်မှတ်ပြီးတော့မှားနိုင်ငံကိုဖျက်ဆီးရဲ့အရင်းမဖြစ်တဲ့မင်းအောင်လိုင်ရဲ့စစ်ကွေးတွေကိုမြန်ဆုံးထုတ်ပြကြပါပြည်သူတွေနေနဲ့ကတော့ဘလို့ပဲရင်ဆိုင်ရရင်ဆိုင်ရတညံခန့်ခန့်နဲ့ထပ်မှန်ပြီးရင်ဆိုင်သွားအောင်မှာပဲဆိုတာတော့ကျွန်တော်တို့ကယုံကြည်ပြီးသားပါဒါကြောင့်မင်းအောင်လိုင်တက်ကိုထုတ်ဖို့အတွက်ဒီအချိန်ကိုရွှော့ဖို့ဒီနေရာကနေပြီးကျွန်တော်အနေနဲ့ထပ်မှန်တိုက်တွန်းလိုက်ပါတယ်ပြည်သူတွေကိုဘလို့ဆက်ဆံခဲ့လဲ နာကိလမုံတိုင်းလိုအချိန်တွေမှာတော့တော့တို့အာနာရတီမြဲရဲအတွက်တို့ရက်ပွဲစည်းအောင်ဆိုတာယူဒီမုံတိုင်းကြနေတဲ့ကာလတပတ်ဆိုတဲ့အချိန်တွေမှာကေတရရဲနဲ့မလုပ်ဘဲနဲ့ဒီနာကိတို့ရက်ပွဲစည်းအောင်ချိန်ကဥပဒေယူအသက်သွင်းခဲ့တာနော်တို့အာနာတီမြဲရဲအတွက်တို့လုပ်ချင်တာတွေလုပ်ခွင့်ရယူပဲလုပ်ခဲ့တာနော်အခုလိုအချိန်တွေအခုကအခုဒီငလျင်ရောက်ဆိုတဲ့ပျက်စီးဆုံးဆုံးမှုကနာကိတဲ့ဆိုရင်ဘာမှမုံသေးဘူးအတီးနေရာမှာဒီအပြောင်းအလဲကိုယုံကြည်ချင်တာလားဆောင်းစုကိုစကားပြောချင်တာလားစဉ်းစားချင်တာလားဆွေးနွေးချင်တာလား ဒီမဖတ်ပါဘူးလို့ဂရိကဝတ်ပေးမယ်ဆိုရင်လုံညုံရဲ့အာမခံမယ်ဆိုရင်စေအောင်စုကခံတယ်ကွာအာမခံတယ်ကွာဆိုရင်တော့မလားလုံလားစေအောင်စုကဂရိကဝတ်ကိုလုံတတ်မှာမလို့လားဟွန်းသူချိန်ကြီးဟိုတုံးစားလည်းချိန်မှမသိတုံးစားလည်းချိန်မှမသိဟမ်ဒီစက်ကဘလို့စက်ကလဲဒီနေ့အာနာရှင်တွေကဘလို့အာနာရှင်တွေလဲဆိုတော့မသိကြသေးလားလားပါလေးပြောပါအောင်နည်းနည်းပါကျွန်တော်တို့အော်ရတော့ဒေါ်လာကျွတ်တော့မယ်ပါ များတာပေါ့ဗျာပြီးသူကတော့ဒီအများအားအခံဘက်ကရောသိမှာသိုးစစ်ကိုနော်ဒီနှစ်ပတ်အမှန်ကဒီချိန်ကဟိုဘက်ခစ်ကလည်းပဲဟိုရန်သူအကက်ရန်သူရဲ့အကက်ကဲကိုယူပြီးတော့ရန်သူကျင်းကြွတွေ့နေတဲ့ချိန်မှာလောက်ရမှာပေါ့နော်။အော်ဒီနေ့ဟိုအန်ယူစီအနေနဲ့သိုးစစ်တွေကိုနှစ်ပတ်ရန်သားတဲ့ဒါကတော့ကဘာကမြင်ကောင်းအောင်ပေါ့နော်။ကဘာကမြင်ကောင်းအောင်နိုင်ငံရေးကစားရတာပေါ့ အဲဒီလိုပဲမြင်ပါတယ်ကျော်လားခေါင်းထွက်လာအဲ့တော့ကဘာကမြင်ကောင်းအောင်လို့နိုင်ငံရေးကစားတာပါနော်ဒါပေမဲ့ဟိုရှစ်ရန်သူနဲ့ပတ်တိုင်ဂရိတီစရာမလိုဘူးကနော်ဒီရန်သူကရန်သူကအချိန်ချိန်ချိုးပေါက်ခဲ့တာလေနော်ရန်သူကအချိန်ချိန်ချိုးပေါက်ခဲ့တာအခုရန်သူကိုဂရိပေးတာမဟုတ်ဘူးနော်ရန်သူကိုဂရိပေးတာမဟုတ်ဘူးပြည်သူတွေကိုငလျင်ကြောင့်ငလျင်ကြောင့်အကက်ခဲတွေးနေတဲ့ပြည်သူတွေကိုစာနာတော့အဖြစ်အပြည်သူတွေမှာငလျင်တန်လဲခါရစစ်ပေးလဲရှောင်ကဖြစ်မှာစိုးလို့ เนาะစစ်ပေးလက်ဆောင်ကဖြစ်မှာဆိုလို့အဲဒီငလင်းဘေးကိုရင်ဆိုင်နေရတဲ့နေရာတွေမှာထိုးစစ်ကိုเนาะဒီနှစ်ပတ်ရပ်နားမယ်လို့ပြောတာဒါပေမဲ့စစ်မတိုက်ဘူးပြောတာမဟုတ်ဘူးเนาะအဲ့ဒါကိုနားလည်မှုမလွဲနဲ့ခုကစစ်ကတော့ရှင်းနေမှာပဲဆိုတော့တကယ်တော့ခုလောက်ရန်သူကလေရင်နဲ့လာကျဲနေတယ်ဟုတ်လားရန်သူကတော့သူ့လောက်သူ့လောက်နေကိုရီးယားလည်းကိုလောက်ကိုလောက်ရမှာပဲเนาะကိုလောက်ကိုလောက်ရမှာပဲအော်အခုရန်ကုန်မှန်တယ်လေအမြန်လိုင်းတုတ်ခေါက်သွားတာလေ138မိုင်ကနေစပြီးတော့သွားမရတော့ဘူးဟောဒီတက်ဘာအားသာလဲစီရေးမှာ ်ရန်သူရဲ့ထောက်ဖို့ရန်တွေကရန်ဆိုင်တယ်နော်ရန်သူရဲ့ထောက်ဖို့ရန်တွေကရန်ဆိုင်တယ်ဟောရန်သူရင်တန်းနေနော်စစ်ကူစစ်ကူလာဖို့တွေအခက်ခဲရှိမယ်အဲအဲ့တော့ဒီရန်ကုန်မန္တလေးလမ်းကိုလမ်းကိုအမြန်တိုင်းကိုအသုံးပြုပြီးရန်သူသွားလာနေရတဲ့စစ်ကူတွေနော်အဲ့ဒီမှာအားနေချက်ရှိနိုင်တယ်တခါစက်တော်ရန်တရားတွေပြတ်တောက်တယ်စက်တော်ရန်တရားတွေပြတ်တောက်တဲ့အတွက်ရန်သူရဲ့အုပ်ချုပ်ရေးရန်တရားဘက်မှာလည်းယိုယွင်းမှုတွေရှိနေတယ်နော်အဲ့တော့အခုနာကိအခုဒီငလျင်ပေါ့နော်ငလျင်ရဲ့ အဲ့တော့ရန်သူမှလည်းအခက်ခဲတွေရှိသွားတယ်ပြည်သူလူထုကတော့နစ်နာဆုံးဆုံးမှုကတော့ညားတာပေါ့ဗျာပြည်သူကတော့ဒီအများအားအခံဘက်ကရောပြည်သူကတော့ဘာဖြစ်ဖြစ်နာကိဖြစ်လဲခံရရပြန်ပြီပြည်သူဟိုမုံတိုင်းကြလဲခံရရပြန်ပြီငလီလောက်လဲခံရရပြန်ပြီစစ်ပွဲကြောက်လဲခံရရပြန်ပြီပြည်သူကတော့အများအားခံပြီးခံနေရတာကြီးပဲဟိုနော်အဲ့တော့တခုပဲရှိတယ်ဗျာကျွန်တော်တို့အခုဟိုကျွန်တော်တို့နိုင်ငံရဲ့ခင်းကြီးကအရင်စစ်ညမှာအမြင့်ဆိုတဲ့တရားခံရင်ကဘယ်သူလဲဆိုတဲ့ဟာဟာမမြင်ကြသေးဘူးဟုတ်လား အခုဒီငလင်နဲ့ပတ်သက်ပြီးတော့သူများနိုင်ငံအခုကျွန်တော်တို့ထိုင်းနိုင်ငံကိုကြည့်ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟာနိုင်ပိုင်းအတွင်းမှာနိုင်ပိုင်းအတွင်းမှာနိုင်ငံတော်လူနာเนาะတိုင်းပြည်ရဲ့လူနာအဖြစ်ကျင်ညာပြီးတော့အခမဲ့ကုသခွင့်နေပေးတယ်ဟုတ်လား